ဒီဖုန်းက Google ကထုတ်ထားတာတော့ budget အနေနဲ့ထုတ်ထားတဲ့ဖုန်းပဲဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံငွေကြေးနဲ့တွက်မယ်ဆိုရင်26သိန်းဝန်းကျင်ထိတော့ရှိသွားရပေါ့နော်ပုံဝင်လင်းလင်းပြောရရင်ဗျာကျွန်တော်မြန်မာနိုင်ငံလို price to performance အရန်ကောင်းပါတယ်ဆိုတော့ဖုန်းတွေများတဲ့နိုင်ငံမှာတော့ဒီဖုန်းကအပြစ်ပြောစရာရှိတယ်ဒါပေမဲ့ Google ကထွက်ထားတဲ့ဖုန်းတစ်လုံး Pixel ရဲ့ဖုန်းတစ်လုံးအနေနဲ့တွက်မယ်ဆိုရင်တော့ဒီ Pixel 9 ਈ က တိုးတက်လာတဲ့အချက်တွေလည်းအများကြီးရှိနေတယ်ဖုန်းလို့ပြောလို့ရတယ်။ဆိုတော့ဒီနေ့ဗီဒီယိုအတွက်ကျွန်တော် review နဲ့ကူညီပေးတာတော့ဖုန်းပါနေပြီးကူညီပေးတာပါ။ဒီ Google Pixel 9 AR ဈေးနှုန်းကတော့26သိန်းဝန်းကျင်အနေနဲ့ပြီးစလိုက်မယ်လို့သိရတယ်ပေါ့နော်။ဆိုတော့တကယ်လို့ကိုကဝယ်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အသေးစိတ်မေးမြန်းစုံစမ်းချင်တာပဲဖြစ်ဖြစ်ကျွန်တော် caption မှာတက်တွက်ပေးထားတဲ့ဖုန်းပါရဲ့ Facebook စာမျက်နှာမှာတွားရောက်မေးမြန်းစုံစမ်းအပ်ပေးလို့ရပါတယ်။ဆိုတော့အရင်ဆုံးဒီဖုန်းကကျွန်တော်ဘယ်ကထုတ်ထားပါတယ်ဘာတွေညာတယ်အကုန်လုံးမေ့ပြီးတော့အပြင်ပန်းအမြင်ရကြီးလိုက်တာနဲ့တိတ်မမိုက်ပါဘူးလို့ထင်ရတဲ့တစ်ချက်ရယ်နောက်ပြီးတော့ကြီးလိုက်တာနဲ့ သဘောခွေ့เสียရအချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီဇိုင်းပိုင်းပေါ့နော်ဒီရှေ့ဘက်ကနေကြည့်လိုက်မယ်ဆိုရင်သူက26သိန်းဝန်းကျင်တန်ဖုန်းတလုံးလို့မထင်ရလောက်အောင်သူ့ရဲ့ဘဇယ်တွေကတော်တော်လေးထူတယ်ဆိုတော့ဒါကဒီဖုန်းမှာကျွန်တော်သဘောမကျတဲ့အချက်ဒါနဲ့ဆက်ကြည့်မယ်ဖြစ်နေတဲ့အချက်ကဒီနောက်ဘက်ကကင်မရာဘန်ကလုံးဝထွက်မနေတဲ့တစ်ချက်ပေါ့နော်ဒါကျွန်တော်လွန်ခဲ့တဲ့15နှစ်ကဖုန်းတလုံးကိုပြန်မြင်လိုက်ရတဲ့ခံစားချက်မျိုးပေးတယ် တကယ်လဲကျွန်တော်2010လောက်ကဖုန်းနေမှာဗျာဒီကင်မရာဘန်ကြီးကမထွက်လာသေးဘူးဒါပေမဲ့ဘယ်နေရာမှာစပြီးတော့ကျွန်တော်ကင်မရာဘန်ထွက်လာတာကိုသတိထားမိရလဲဆိုတော့2014ခုနှစ်လောက်ဖြစ်လိမ့်မယ် iPhone စစ်မှာကျွန်တော်ကင်မရာဘန်ကြီးထွက်လာတာကိုသတိထားမိရပါတော့အဲ့ကနေမှနောက်ပိုင်းတစ်ဖြည်းဖြည်းဖုန်းတွေရဲ့ကင်မရာဘန်ကကြီး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 လာတာအခုဆိုရင်တချို့ဖုန်းတွေဆိုရင်ကင်မရာဘန်အထူကြီးရေဗျာလက်သေးကွန်တဝက်နီးပါးလောက်ရှိရဲ့ဖုန်းနေအောင်တွေ့လာရပြီအဲ့လိုအချိန်မျိုးမှာဒီလိုမျိုးကင်မရာဘန်မပါဘဲနဲ့ပြန်ပြီးတော့ထုတ်ပြလိုက်တာကကျွန်တော်တို့ဖုန်းတစ်လုံးကိုကြည့်ရတဲ့အမြင်ကို refresh ဖြစ်သွားစေတယ် ဒီနေရာမှာ Google လွတ်လိုက်တဲ့အချက်ကရှင်းတယ်ကျွန်တော်အပြင်မှာထွက်နေတဲ့ကင်မရာမော်ဂျူကိုဖုန်းထဲမှာမြှုပ်လိုက်တယ်အဲ့ဒီကြောင့်ဖုန်းကပိုပြီးထူသွားမယ်ဗျာပုံမှန်တိုင်းဆိုရင်အဲ့လိုပိုထူသွားတဲ့နေရာမှာသူကဖုန်းရဲ့ဘက်ထရီကိုပိုပြီးတော့နှမြထည့်ပေးလိုက်တယ်စဉ်းစားကြည့်ရင်ဗျာဒီ Pixel 9 series မှာဒီ Pixel 9 AI ကဘက်ထရီအများဆုံးပဲ အမြင့်ဆုံးလို့ပြောလို့ရတဲ့ Pixel 9 Pro 8ဆယ်မှာတော့ battery က5060 mAh ပဲပါတဲ့အချိန်မှာဒီ Pixel 9ရဲ့မှာ5100 mAh ထိပါလာတယ်။တကယ်လဲဒီ battery ပမာဏရဲ့ကျွန်တော် stock Android က battery optimize ဖြစ်တာရဲ့နဲ့တွေ့မှာဆိုရင်ဒီဖုန်းကကျွန်တော်တို့ game မဆော်ပဲ on screen တိုင်းပဲ14နိုင်ဝင်ကျင်လောက်ထိကို AC သုံးလို့ရတဲ့အချက်ကတော်တော်လေးမှိုက်တယ်ပေါ့နော်။အဓိကတော့ဒီလိုမျိုး camera ဘယ်မထွက်အောင်လုပ်ပေးလိုက်တာဘာမှမဟုတ်ဘူးထင်ရပေမဲ့ဒီဖုန်းကိုကျွန်တော်သုံးပစ်တဲ့ဆန်းပစ်တဲ့ထောက်ရှောက်မှလည်းဒီချက်ကကျွန်တော်တို့သဘောအကျဆုံးအချက်တစ်ခုဖြစ်သွားစေတယ်။တကယ်လဲဒီ shape display bezel တွေကထူးနေရတော့မှန်တယ်။ဒါပေမဲ့သူ့ရဲ့ display pan နဲ့ quality ကကြတော့ pixel 9နဲ့အတူတူနီးပါပဲ6.3 inches 120 hz oled panel ကိုမှကျွန်တော်တို့2700 nits peak brightness နဲ့ရမယ်မတူတဲ့တစ်ခုတည်းသောအချက်က pixel 9တခြား flagship series တွေမှာ gorilla glass vitus 2ကိုသုံးပေးထားတယ်သူ့မှာကြတော့ gorilla glass 3ကိုပဲသုံးပေးထားတယ်ဆိုတော့ panel quality ကကောင်းတဲ့ထဲမှာတော့ပါပါတယ်ဒါပေမဲ့ဒီ bezel တစ်ခုပဲဒီဖုန်းရဲ့ display ဘက်မှာမျက်စိစပယ်မွေးဆူးစရာရှိနေတာပေါ့နော်နောက်တစ်ချက်ကဒီ pixel 9a က Google ရဲ့ flagship chip ဖြစ်တဲ့ tensor g4 chip ကိုသုံးပေးလာတယ်ဒါမှမဟုတ်ကျွန်တော် GPU ဘက်မှာ flagship chip series နဲ့နည်းနည်းလေးခွဲထွက်ချင်လို့လာတော့မသိဘူးဗောနော်သူမှာ MP7 ကိုတုံးလာတယ်ကျွန်တော်တို့တခြား Pixel 9 series မှာ MC7 ကိုတုံးလာတယ်ဗောနော်ဒါပေမဲ့ကိုးကောင်းက7ကိုးပြအတူတူပဲဆိုတော့ flagship တက်ငါတို့နည်းနည်းလေး weight short ထားရဲဆိုတော့ပြကျင်လို့နာမည်လောက်တာအဲ tweak လုပ်ထားတဲ့ပုံစံလောက်မှာပဲရှိရဲတိတာလောက်တဲ့ performance drop ဖြစ်နေရမျိုး different ဖြစ်နေရမျိုးတော့မရှိနေဘူးနောက်တစ်ခုကအရင်တော့ pixel phone တွေကပူပါတယ်ဆိုတော့ဟာတွေကအခုဒီ pixel 9 series ရောက်လာတဲ့အချိန်မှာတော်တော်လေးထိနေသွားတဲ့ level တစ်ခုကိုရောက်လာပြီဗျာဆိုတော့ပစ်စဲ Google အနေနဲ့ဒီတန်ဆာကို တာမဲပိုင်း control လုပ်လာနိုင်တဲ့အခြေအနေတခုရောက်သွားပြီလို့ပြောလို့ရတယ်နောက်တစ်ချက်က AI ပိုင်းပေါ့နော်အဲ AI ပိုင်းမှာသူ့မှာ tele sensor မပါတာရဲ့နောက်ပြီးတော့အဓိက main sensor sensor site နည်းနည်းသေးနေတာရဲ့အတွက်ကြောင့်ကျွန်တော် super res zoom လိုမျိုး AI feature တွေနောက်ပြီး video boost လိုမျိုး AI feature တွေကိုသုံးလို့မရဘူးဒါပေမဲ့ကျွန်တော်ပုံမှန် day to day usage မှာသုံးဖြစ်နေတဲ့ AI ampler AI erase တွေနောက်ဒီ Google ရဲ့ဒီ socket to search လိုမျိုးတွေ Gemini AI feature တွေအကုန်လုံးသုံးသုံးလို့ရမယ်တော်တော်လေးသဘောကျဖို့ကောင်းတဲ့အချက်က Pixel Studio လိုမျိုးကျွန်တော် photo generate လုပ်လို့ရတဲ့ features ကိုပါဒီလိုမျိုး Google ရဲ့ affordable line မှာထည့်ပေးထားတာကိုကျွန်တော်သဘောကျတယ်။အဲတခုတတိထားစီရတော့ရှိတယ်။ဒီ Pixel 9a series မှာကျွန်တော်အမြင်ဆုံးက RAM က 8GB နဲ့ပဲလာမှာဆိုတော့ဒီ AI တွေကိုကျွန်တော်တို့ on device processing လုပ်တဲ့နေရာမှာအဲ Pixel 9 flagship series တွေနဲ့ရှင်းလိုက်မယ်ဆိုရင်တော့သူကနည်းနည်းလေးကြာတာကိုကျွန်တော်တတိထားမိတယ်။အရင်ဘက်က Pixel camera နော်။အရှင် Okay, I just watched the video about the Honor Pad X9A. It looks like a decent tablet for entertainment and productivity. What are you hoping to learn about the HonorPad X9A? အောင်မကွာဒီဖုန်းတလုံးကိုအကြိုက်ကြိုင်မယ်ဆိုတဲ့သူတွေအတွက်အဓိကအရေးအကြီးဆုံးအချက်လို့ပြောလို့ရတယ်ဒီ Android update ဆိုရင်လည်းဒီကောင်9နှစ်ထိရအောင်မယ်ဆိုတဲ့တစ်ချက်ကတော့မစိုးဘူးပေါ့နော်ဆိုတော့နောက်တစ်ချက်ကင်မရာမနစ်ကနဲ့ရှင်းလိုက်မယ်ဆိုရင်တိုးတက်လာတယ်ဒါပေမဲ့ဒီနှစ်ထွက်ထားတဲ့ flashes line နဲ့ရှင်းလိုက်မယ်ဆိုရင်လည်း กว่าနေသေးတယ်ဆိုတော့ဒီနှစ်ခုဂျားထဲမှာ gap ကနည်းနည်းလေးရှိရပါတော့အဲ့နည်းနည်းလေးဂျားထဲကို Google ကရအောင်ထည့်ပေးထားနိုင်တယ်လို့ပြောလို့ရတယ်အမိန့်ဆက်သား48 megapixel နောက်ပြီးတော့ ultra wide ထည့်ပေးထားတယ်ဆိုတော့ဒီ Google ရဲ့ budget line ဖြစ်သွားတဲ့အတွက် tele sensor မပါတာကိုကျွန်တော်လက်ခံပေးလို့ရတယ်အဲ့နေရာမှာကျွန်တော်တို့အဲ digital zone ကရှင်းစားတယ်ပဲဆွဲလို့ရမှာတစ်ချက်ကတော့နည်းနည်းလေးနည်းလို့ပြောလို့ရရပါတော့အဲဒါမှမဟုတ် portrait မှာဆိုရင်တော့ကျွန်တော် 1.5x ရဲ့ 2x ရိုက်လို့ရအောင်လုပ်ပေးထားတယ် ဆိုတော့ကိုကဇွန်အတွက်အသုံးများမယ်ဆိုရင်တော့ဒီပစ်စက်9ရာတိတ်ပြီးတော့အဲ့လိုလူတွေနဲ့အဆင်ပြေမှာမဟုတ်ဘူးအဲ့အမျိုးပဲမနစ်ကပစ်စက်8အင်းနဲ့ရှင်းလိုက်မယ်ဆိုရင် Pro မှုကိုဖြုတ်ချပလိုက်တယ်နောက်ပြီး manual မှုကိုထည့်ပေးထားရဆိုပေမဲ့အဲ့ manual မှုမှာလည်းကျွန်တော် limitation လေးရှိနေတုံးပဲဆိုတော့သူကင်မရာကောင်းလားဆိုရင်တော့လေခုနောက်ပိုင်းသူစည်းတဲ့ဝန်းကျင်ထွက်တဲ့ဖုန်းတွေအကုန်လုံးနှီးပါကင်မရာပိုင်းရော40%လောက်အနှစ်တိုင်း upgrade လုပ်လာတဲ့အခါမှာဒီစည်းတဲ့ဝန်းကျင်ဘယ်ဖုန်းကိုခင်ဗျားဝယ်ကန်ကန်음 သူကထုတ်ပေးလိုက်တဲ့ quality မျိုး80%တော့ထီတော့ပြန်ရနေလိမ့်မယ်။ဒါပေမဲ့ Pixel ရဲ့အနှစ်သာရတွေဖြစ်တဲ့ကျွန်တော်တို့ share တို့ဘက်မှာတော်တော်လေးဟိုတက်တက်ရရဖြစ်တာမျိုးတွေကျွန်တော်နိုင်မှုလို့အနေထားမျိုးမှာဆိုရင်လည်းတော်လေး quality ကောင်းတာမျိုးတွေနောက် portrait မှုလိုမျိုးမှာဆိုရင်ကျွန်တော်လူတွေတင်မဟုတ်ပဲ object ကိုရိုက်လိုက်တဲ့အခါမျိုးမှာပါ detection လေးတွေတော်တော်တက်ရတာလေးတွေကတော့ကြံနေသေးတယ်ပေါ့နော် Okay so ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောစီရာဆိုလို့ audio ပိုင်းပဲကျွန်တော်မှာပေါ့နော် stereo speaker ကိုမှ hybrid ပုံစံနဲ့ပဲတွားထားတယ် hybrid ပုံစံဆိုတာဒီအပေါ်ဘက်ကအဲ speaker တိတက်ထည့်ပေးထားတာမျိုးမဟုတ်တော့ဘဲနဲ့ကျွန်တော် earpiece အဖုန်းပြောရအချိန်မှာနားထောင်တဲ့ speaker ကိုပဲတွား dual stereo speaker ပုံစံလုပ်ပေးလိုက်တာအဲ့အတွက် imbalance ဖြစ်တယ်ပေါ့ဗျာဆိုတော့ဒီ outback speaker အတန်ထွက်နေတဲ့ပိုကျတာတိတာတယ်ဒီ outback speaker တူတာတိတာသွားတယ်ပေါ့နော်ဒါပေမဲ့ loudness spine တွေဘာတွေကတော့မစိုးဘူးပေါ့နော်ကျန်တဲ့ headphone ပိုင်းတွေဘာတွေလည်းအကုန်လုံးမိုက်တယ်ဆိုတော့ဒီ PC9 ရ review လုပ်ရတာတော်တော်လေးလွယ်ပေမဲ့ ဝယ်တင်လားမဝယ်တင်ဘူးလားမေးလိုက်ရင်တော့ကျွန်တော်ဖြေဖို့ခက်တယ်ဗျတကယ်လို့ကပီဇယ်မပီဇယ်ပီဇယ်ဖန်ဖြစ်နေတယ်အထူးသဖြင့်ပီဇယ်တဲဟိုမှာကျွန်တော်တို့ဒီ affordable line ဖြစ်တဲ့ A series တဲကပဲကြိုက်တယ်ဆိုတော့သူတွေအတွက်ဆိုရင်တော့ဒီနှစ်ကတွတ်တက်မှုလေးတွေတော်တော်များများတွေ့ရတယ်ဝယ်ရတာတန်တဲ့နှစ်တစ်ခုလို့ပြောလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ပြန်ပြီးစဉ်းစားကြရရှိတာကျွန်တော်ပီဇယ်ကိုကြိုက်ခဲ့တာကဘာတွေကြိုက်ခဲ့ရလဲဆိုတော့ stock and right ဗျနောက်တစ်ခုကပီဇယ်ကင်မရာ quality ရယ်နောက်တစ်ခုကပီဇယ် exclusive features ရယ်ဒီနေရာမှာ stock and right က အရင်တော့အလိုမျိုးကောင်းနေစေပဲဆိုပေမဲ့တခြား UI အုပ်ထားတဲ့ OS တွေကလည်းမိုက်လာတယ်။အဲကျွန်တော်ပွင့်လင်းမြင်သာစွာပြောရမယ်ဆိုရင် Color OS 15တို့ Nothing UI တို့ဆိုရင်လည်းတော်တော်လေး quality တစ်ခု level တစ်ခုရောက်လာတယ်ဗျာ။အဲတော့မှကျွန်တော် Pixel exclusive ပေါ့နော်။ငါရဲ့ Pixel ဖုန်းမှာပဲရရဲဆိုတော့ feature တွေကလည်းတခြားဖုန်းတွေမှာဥပမာ Samsung Galaxy A56 လိုမျိုးဖုန်းမှာဆိုရင်လည်းဒီ Pixel feature တွေ Gemini feature တွေအများကြီးပါလာတယ်ဗျာ။အဲအပြုံမှာ camera ဘိုင်းကကြပြန်တော့လေ သူတွေတဲ့ဝင်ကျင်ဖုန်းတွေနဲ့ရှင်းလိုက်မှာဆိုရင်အရင်ထောင်ထွက်နေရမျိုးမရှိတော့သူ့လိုကိုလိုဆိုတဲ့ level တခုရောက်သွားတဲ့အခါကျတော့อืมတောင်တယ်လီမပါရတဲ့ချက်ကအပြစ်ပြောစရာရှိသေးရပေါ့နော်ဆိုတော့ကျွန်တော်အမြင်ပြောရရင်တော့ပင်ဇယ်ကတင်းပင်ဇယ်ဆိုတဲ့လူတွေအတွက်တီးတန့်တလိုင်းဆက်ပြီးတော့သွားနေတဲ့ဖုန်းလိုပဲပြောရင်အဆုံးထိကြည့်ပြတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျ